ွေငွေဥစ္စာဟာဖျားပေးတဲ့ကောင်းကြီးဖြစ်ပါတယ်။ဗါတယ်လေရွှေငွေဥစ္စာဟာဖျားပေးတဲ့ကောင်းကြီးဖြစ်ပါတယ်။ညာရောအဖြစ်တော်တော်လေးအယူလွဲတဲ့ခရိယန်ထဲမှာရွှေငွေဥစ္စာကိုလောကဟာပါဆိုပြီးမှခံယူတဲ့သူတချို့ရှိတယ်။ရွှေငွေဥစ္စာကလောကတရားဖြစ်တယ်ဖျားဖျားတရားနဲ့မယောနှောနဲ့ပါညာကျွန်တော်ပြောမယ်ရွှေငွေဥစ္စာကတုံးတက်လို့ရှိရင်ဖျားတရားပဲ။ အမှုတော်မြတ်မှာပါဝင်တဲ့ခါမှာဘုရားတရားမဖြစ်သွားဘူးလားဖြစ်သွားတယ်လေဘုရားဘုန်းတော်ထင်ရှားတဲ့နေရာမှာအတုံးပြလိုက်လို့ရှင်ဘုရားတရားမဖြစ်သွားဘူးလားဖြစ်သွားတယ်လေဒါကြောင့်ရွှေငွေဥစ္စာကိုမြင်တိုင်းလောကအရာပါလို့မခံယူပါနဲ့လောကအရာကဘုရားတရားအရာဖြစ်သွားနိုင်ပါတယ်ဘာဝရအရာဖြစ်လာဖို့ရှိနိုင်ပါတယ်အာမင်ဒါကြောင့်ရွှေငွေဥစ္စာဟာဖျားပီးတဲ့ကောင်းကြီးလို့သင်ခံယူရပါမယ်။ဗါတယ်လေရွှေငွေဥစ္စာဟာဖျားပီးတဲ့ကောင်းကြီးလို့သင်ခံယူရပါမယ်။ ဒါပေမဲ့ opposite စန့်ကျင်ဘက်တစ်ခုအနေနဲ့ Christian ဒီတတိမသာမီတဲ့အရာတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ရွှေငွေဥစ္စာကိုတော့ဖျားပေးတဲ့ကောင်းကြီးလို့ခံယူပြီးတော့မှရွှေငွေဥစ္စာမရဘူးဆိုရင်ဖျားကောင်းကြီးမရဘူးလို့ခံယူကြတယ်။ဒါအင်မတန်မားတဲ့ခံယူချက်ဖြစ်ပါတယ်။ဘာကြောင့်လဲသိလား တခါတလေဘုရားသခင်ကရွှေငွေဥစ္စာကျွန်တော်တို့မပေးပေမဲ့ဘာပေးထားလဲဆိုတော့ကျမ်းမာရေးခွန်အားပေးထားတဲ့လုံလောက်သောစာစာဝတ်နေရအတွက်ပေးထားတယ်ကျွန်တော်တို့နှိမ့်မြက်ချင်းကောင်းကြီးပေးထားတယ်စသဖြင့်စသဖြင့်အများကြီးပေးထားတယ်ကျွန်တော်တို့တေချာစဉ်းစားတော့ရွှေငွေဥစ္စာအများကြီးရှိပေမဲ့နှိမ့်မြက်ချင်းမရှိတဲ့မိသားစုတွေမရှိဘူးလားရှိတယ်ရွှေငွေဥစ္စာတအားစီးပွားကောင်းပေမဲ့လည်းဟိုပါလေစောစောစီးစီးဆုံးသွားတဲ့သူတွေမရှိဘူးလားရှိတယ် ရွှေငွေဥစ္စာတအားဝင်ငွေကောင်းပေမဲ့လည်းကင်စာယောဂခံစားနေရတဲ့သူတွေဆရာဝန်တွေကိုသူရှာထားတဲ့ပတ်စံတွေအကုန်လိုက်ပေးနေရတဲ့မိသားစုတွေမရှိဘူးလားရှိတယ်ရှိတယ်ဒါကြောင့်ရွှေငွေဥစ္စာတင်အများကြီးမရရင်တောင်မှဘုရားသခင်တင့်ကိုပေးထားတဲ့တခြားကောင်းကြီးကိုတင်မြင်တတ်ရမယ်မြင်တတ်ရမယ်တန်ရှင်တော်ဝိညာဉ်တော်တင်မျက်စိကိုပွင့်စေပါအာမင်တင်မြင်တတ်ရမယ် ခရိယန်တွေကလေညရောအဖြစ်ရွှေငွေဥစ္စာရမှပဲဘုရားကောင်းကြီးပေးတယ်လို့ခံယူတာမှန်ပါတယ်ရွှေငွေဥစ္စာဘုရားကောင်းကြီးဒါပေမဲ့ရွှေငွေဥစ္စာမရတဲ့အခါမှာလည်းဘုရားကောင်းကြီးကိုမြင်တတ်ဖို့လိုတယ်ကျဲမာကြီးကောင်းကြီးတင့်မြတ်ခြင်းကောင်းကြီးဟုတ်တယ်နော်သင်ပါလေအစဉ်ပြေခြင်းကောင်းကြီးရွှင်လန်းခြင်းကောင်းကြီးပျော်ရွှင်ခြင်းကောင်းကြီးဘုရားသခင်ပေးထားတာအများကြီးပဲဒီຢာတွေကပတ်စံနဲ့ဝယ်လို့မရတဲ့အရာတွေနော် ကျမ်းမာရေးကပတ်စံနဲ့ဝယ်လို့မြောင်ပျော်ရွှင်ခြင်းကပတ်စံနဲ့ဝယ်လို့မြောင်ငြိမ်သက်ခြင်းကပတ်စံနဲ့ဝယ်လို့မြောင်အိပ်ပျော်စားဝခြင်းကပတ်စံနဲ့ဝယ်လို့မြောင်ပတ်စံတားဝင်ငွေကောင်းတဲ့သူတွေညအိပ်လို့မရတဲ့သူတွေလည်းအများကြီးရှိတယ်ချစ်တော်ညီကိုမောင်မတော်ဖခင်သခင်ထံမှာလာတဲ့ငြိမ်သက်ခြင်းကအင်မတန်ကောင်းတဲ့ငြိမ်သက်ခြင်းတွေတင်းကိုပေးနေတာတင်မြင်တတ်ပါမဟုတ်လို့ရှင်ရွှင်ငွေဥစ္စာမရတဲ့ခါမှာတင်းကဖခင်ကောင်းကြီးမပေးဘူးလို့ပဲခံယူနေတယ်ဒါအင်မတန်မားတဲ့အရာပဲနှစ်ခုလုံးကျွန်တော်နားလည်ရမယ် ရွှေငွေဥစ္စာပေးလာတဲ့ခါမှာဘုရားကောင်းကြီးဖြစ်တယ်။ရွှေငွေဥစ္စာမရတဲ့ခါမှာလည်းတခြားနေရာဘုရားကောင်းကြီးတွေမြင်တတ်ပါစေ။ဒေသနာကျမ်းခန်းကြီး9ငယ်19ကျမ်းစာရှင်ဖတ်ကြည့်ပါနော်။ဒေသနာကျမ်းခန်းကြီး9ငယ်19ဘုရားသခင် ပေးသနာတော်မူသောစီးစိမ်ဥစ္စာကိုရတော်လူတိုင်းမိမိအဖို့ကိုခံ၍ဝင်စားခြင်းက၎င်း၊ကြိုးစားအားထုတ်ရ၌ပျော်မွေ့ခြင်းက၎င်း၊ဘုရားသခင်ကြည်စုတော်ကြောင့်အခွင့်ရှိ၏တဲ့။ ်စီးစိမ်ဥစ္စာဟာဘုရားသခင်ကောင်းကြီးဖြစ်တယ်ဆိုတာဒီနေရာမှာကျွန်တော်တို့နားလည်ရတယ်။ဘုရားပေးတဲ့စီးစိမ်ဥစ္စာဟာဆိုလို့ရှိရင်ဝမ်းနေခြင်းအကြောင်းနဲ့ရောနှောတော့မမူဘူးဆိုတာလည်းပူနားလည်ရတယ်။ဘာကြောင့်လဲသိလား။တချို့ဘုရားသခင်ပေးတဲ့ကောင်းကြီးမဟုတ်ဘဲနဲ့ဟိုဘာလဲစာတန်ပေးလာတဲ့အရာတွေလည်းရှိတတ်တယ်။မကောင်းမှုတဲ့အလုပ်လုပ်ပြီးမှပေးလာတဲ့စီးစိမ်ဥစ္စာတွေကဝမ်းနေခြင်းအကြောင်းရောနှောနေတတ်တယ် ပတ်စံရလာပြီးဟိတ်ဆိုရင်ပြဿနာဖြစ်လာတယ်မိသားစုချင်းချင်းတတ်ပုတ်လာတယ်မိသားစုချင်းချင်းရိုက်နှက်လာတယ်နောက်ဆုံးမျက်ရည်မျက်ခွက်ကျเสียဖြစ်လာတယ်နောက်ဆုံးမှာပတ်စံအများကြီးရပြီမဲ့လေဘုရားသခင်ရဲ့နီးလန့်အတိုင်းမလုပ်ဘဲနဲ့အပြစ်ဒူးဆဲလမ်းကိုလှုပ်ယူมาဖြစ်လာတဲ့ပတ်စံတွေကအဲ့လိုဖြစ်တတ်တယ်။တုတ်တန်ကျန်အခန်းကြီး30အငယ်20နှစ်မှာဘယ်လိုပြောလဲ။ထာဝရဘုရားကြီးကောင်းကြီးမင်္ဂလာသည်စီးစိမ်ကိုဖြစ်စေတတ်၏ ထိုစည်းစိမ်နဲ့၎င်းဝမ်းနေခြင်းအကြောင်းကို ရောနောတော်မမူတဲ့ရှင်းတယ်နော်ရှင်းတယ်နော်ဘုရားသခင်ပေးတဲ့ကောင်းကြီးမင်းလန်ကရွှေငွေဥစ္စာကောင်းကြီးစည်းစိမ်ဖြစ်တယ်တဲ့အဲ့ဒီစည်းစိမ်ကတဲ့ဝမ်းနေခြင်းအကြောင်းနဲ့ရောနောတော်မမူတဲ့ဘုရားပေးတဲ့ရွှေငွေဥစ္စာကလုံးဝလုံးဝဝမ်းနေခြင်းမဖြစ်လာဘူးတဲ့တနည်းအားဖြင့်ပြောင်းပြန်ပြောမယ်ဆိုရင်ဘုရားပေးတဲ့ရွှေငွေဥစ္စာမဟုတ်ဘဲနဲ့ မဟုတ်မကကနေရလာတဲ့ငွေတွေကဝန်နေချင်းဖြစ်တတ်တယ်ဆိုတဲ့သဘောပဲဒါကိုနားလည်ဖို့လိုပါတယ်ရွှေငွေဥစ္စာဟာဖျားပေးတဲ့ကောင်းကြီးဖြစ်တယ်ရွှေငွေဥစ္စာမရရင်လည်းတခြားနေရာတွေဖျားကောင်းကြီးကိုမြင်တတ်ရမယ်ဆိုတဲ့အကြောင်းဝင်ကားသွားတယ်ခွန်အားပေးရင်လည်းဒီကနေ့ငုပတ်တော်ကိုဒီများလောက်နဲ့ပဲနှိကုံချုပ်လိုက်ပါတယ်ကျွန်တော်တို့နားမလဲတာရှိရင်တို့မဟုတ်မေးမြန်းစရာရှိရင်တို့မဟုတ်စုတောင်းခံစရာရှိရင်ဆရာအကောက်ကိုတီးတက်အိုက်ပြီးမှပြောလာလို့ရတယ်ဆိုတဲ့အကြောင်းပြောချင်ရင် 如果不要打过地马你理工出来一把嘞，那时间看有多少的哎，邀请谁两过，培养得看大约高级百八岁咯，阿弥。